โอเคပါချက်စီတင်းကိုအားပေးနေကြတဲ့ကျွန်တော်ရဲ့ Blind Facebook Page နဲ့ CCTV YouTube Channel ကပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့ဥစ္စာပထမနှုတ်ခွန်းဆက်တာပေးလိုက်ပါတယ်ဒီလိုမှကျွန်တော်အနေနဲ့ချက်စီတင်းလေးနှစ်ပုတ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်းအနေနဲ့ကတော့ကျွန်တော်ရဲ့နောက်ခံကစားသမားဖြစ်သူ Mask Gorilla ပါအလုံးသိတဲ့အတိုင်းပဲကျွန်တော် Mask Gorilla ကို Shit Transfer ပေါ့နော် January မဟုတ်ဘူးဟို Shit New Year Transfer ဝင်းတို့မှာတော့ကချက်စီတင်းဘက်ကအဲရောင်းချမလားဆိုတာနေပတ်သက်ပြီးတော့ တန်နေထွက်ခဲ့ဘူးတဲ့သို့တော့လက်ရှိအချိန်မှာတော့မတ်ကူဂူရီလာရဲ့စွမ်းဆောင်ရည်တွေအရဘေဂျန်ခန်းစင်းနဲ့ပတ်သက်လို့ရှိရင်ချက်စီးတင်းကမတ်ကူဂူရီလာနဲ့အပြိုင်သဘောမျိုးလောက်ပဲထပ်ပြီးဖြည့်တင်းဖို့ကြံရွယ်ပြီးတော့ကူဂူရီလာကိုအတင်းမှာပဲဆက်ထားဖို့အတွက်စဉ်းစားနေကြတယ်လို့သိရတယ်မတ်စကာကိုရိုင်းကလည်းဒီကနေ့အဲ Nottingham Forest တင်းရဲ့ပွဲစဉ်ကိုအနိုင်ယူပြီးတော့ Champions League ဝင်ခဲ့မယ်ဆိုလို့ရှိရင်အဲသူ့အတွက်လောက်ပိုင်ခွင့်နေ အများကြီးရလာနိုင်တဲ့ chance တွေရှိတယ်။အဲ့လိုမျိုးရလာခဲ့လို့ရှိရင်လည်းတေချာပေါက်သူထိမ့်သိမ့်မဲ့ကစားတွေကစားသမားတွေထဲမှာပေါ့နော်။ Mask Gurella ကပါဝင်နေတာဖြစ်တယ်လို့သိရတယ်။နောက်ပြီးတော့လက်ရှိ Premier League record မှာဒီ goal သွင်းအများဆုံးခံစစ်ကစားသမားပေါ့နော်။ In all competition မှာ goal သွင်းအများဆုံးကစားသမား score လုံးနိုင်ဆုံးကစားသမားဟာ Mask Gurella ကဒါထိတ်ဆုံးမှာရှိနေတယ်လို့ကျွန်တော်တို့သိရတယ်အချက်လက်တွေအရာပေါ့နော်။ဆိုတော့သူဒီ ပါဝင်ကစားတဲ့အနေအထားမျိုးမှာတုံးတက်ဖို့တော့လိုတယ်ဗျမတ်စကူရလာပြောရရင်သူ့ရဲ့ဒီခန္ဓာကိုယ်ဖွဲ့စည်းပုံရပါလေဆိုတော့ဒါမဲ့သူဒီဟိုခန်းစစ်အထူးသဖြင့်တော့ area body မှာတော့အားနည်းချက်ကတော့ရှိမှာပဲเนาะသို့တော်လည်းပဲဒါကူကူရလာကနည်းနည်းလေးဟို modify လုပ်ပြီးတုံးမယ်ဆိုလို့ရှိရင်ဘယ်ချမ်းမှာအဆင်ပြေတဲ့ကစားသမားလို့ အာဒီမာစကာအနေနဲ့ယုံကြည်တယ်ပေါ့နော်ဒါကြောင့်ကူခူရယ်လာကိုဆက်ထိန်းဖို့အတွက်ကိုစဉ်းစားနိုင်တဲ့ chance များသွားနိုင်တယ်ကူရယ်လာကရိုင်းရဲ့လက်ရှိချိန်မှာ Chelsea အသင်းနဲ့တူပျော်ရွှင်နေဆဲပဲဖြစ်တယ်ပေါ့နော်သူ့ရဲ့နေရာလေးကလည်းဘာပဲပြောသူသားကစားနိုင်မယ်ဆိုလို့ရှိရင်တော့ပုံမှန်ဆိုသလိုမျိုးရရှိနေတဲ့အနေအထားကြောင့်အဆင်ပြေနိုင်ပါတယ်ဆိုတော့ဒီသတင်းလေးကိုကျွန်တော်တို့ကြားရပါတယ်နောက်ထပ်သတင်းမဟုတ်ကတော့ကျွန်တော်တို့လက်ရှိအငှားချထားတဲ့ Yao Philip ဖြစ်ပါတယ်ဆိုတော့ Yao Philip နဲ့ပတ်သက်ရင်တော့ Chelsea အသင်းကတော့အတိတ်ပဲမရှိတာကြီးပေါ့ဗျာ ်ဒါနီးပြနဲ့လဲဆိုင်မယ်ပေါ့နော်အတင်းကပဲမှားတာလားနီးပြကပဲမကြိုက်တာလားတော့မသိဘူးဆိုတော့ရောက်ဖီလစ်ကိုလာမဲ့ transfer window မှာ Chelsea တင်ဘက်ကအပီရှင်းထုတ်ချင်နေတယ်လို့ကျွန်တော်အနေနဲ့သိရတယ်ပေါ့နော်ဒါပေမဲ့ Chelsea တင်ဘက်ကသူတို့ Atletico Madrid တင်းထံကိုပေးချေခဲ့ရတဲ့ price tag မနည်းတဲ့အနေအထားမျိုးကိုတော့ရရှိခြင်းတယ်လို့သိရတယ် ဲဖီလစ်နဲ့ပတ်သက်ပြီးတော့လက်ရှိဒါသူ့ရဲ့ agent တွေပေါ့နော်ဖီလစ်ဘက်ကကိုယ်စားလှယ်တွေကလည်းချက်စီးနဲ့ဖီလစ်ကြားကရှေ့ဆက်မဲ့ဆက်ဆံရေးကဘယ်လိုမျိုးဆက်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိတိကျကျတိလိုတယ်ပေါ့နော်သူ့ရဲ့ကစားသမားကအရွယ်ကောင်းဖြစ်တယ်ကစားလေကစားနိုင်သေးတယ်ဒီထက်လည်းပိုပြီးတော့နောက်တစ်ဆင့်တက်လာနိုင်တဲ့အခြေအနေမျိုးလည်းရှိတယ်လို့ယုံကြည်နေတာကြောင့်ချက်စီးသင်းမှာဘာလို့လို့ညာလို့လို့နဲ့အချိန်ကုန်သွားမဲ့အဲကိစ္စမျိုးအနေထားမျိုးတွေကိုတော့ မလို့ခြင်းဘူးပေါ့နော်ဆိုတော့အဲ့လိုထားမျိုးရှိတယ်လက်ရှိ AC မှာအဆင်ပြေနေပေမဲ့ AC Milan အသင်းဘက်ကလည်းရောက်ဖီလစ်ကိုသဘောကျခဲ့မယ်ဆိုရင်တော့မှချက်စီလိုခြင်းနဲ့ price မျိုးရောက်ဖို့ဆိုတာ AC Milan လို့အသင်းအတွက်တော့ခက်ခဲနိုင်တယ်ဆိုတော့အချက်တွေကြောင့်ကျန်တဲ့တခြားသောခွန်ယူနိုင်မဲ့အသင်းတွေကိုလည်းချက်စီအသင်းဘက်ကနားဆွင့်နေတယ်လို့ဇာသမားရဲ့တာဝန်ရှိသူတွေဘက်ကလည်းမျှော်လင့်နေရဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်လက်ရှိချိန်ထိတော့ရောက်ဖီလစ်ဘက်က ဟိုအတင်းပြောင်းမှုကိစ္စဘာညာသူဘက်ကစတင်ပြီးဟိုစဉ်းစားတာမျိုးဒီဇိုက်တဲ့လောက်တာမျိုး push လောက်တာမျိုးတော့မရှိသေးဘူးချက်စင်းတဲ့နဲ့တော့ဒါထိတွေ့ပြီးတော့တည်တည်ကြာကြာပြက်ပြက်သားသားပုံစံမျိုးရှင်းရှင်းလင်းလင်းဖိလစ်ဘက်ကတည်ချင်တယ်လို့သိရတယ်ဒါပေမဲ့အခုလက်တလုံးအနေထားအရချက်စီးကတိုက်စစ်ကို အသစ်တွေထပ်ဖြစ်အောင်မယ်ဆိုတဲ့အနေထားမှာရောင်ဖီလစ်ကအရန်ကြီးအရေးမပါတော့တဲ့အခြေအနေမျိုးဆက်ရောက်သွားတာပဲဖြစ်ပါတယ်။ဒါကရောင်ဖီလစ်နဲ့ပတ်သက်တဲ့သတင်းလေးပါ။ဆိုတော့ကျွန်တော်ရဲ့ဒီကနေ့ဒီဗီဒီယိုတော့ဒီမှာပဲအဆုံးသတ်ရနာခွင့်ပြုပါခင်ဗျာ။ကျွန်တော်တို့ဒီည Nottingham Forest အသင်းရဲ့ပွဲစဉ်ကိုတော့အထူးတကွာည9:00နာရီမှာ Premier League ပွဲစဉ်တွေအားလုံးရှိပါတယ်။တူတူအားပေးကြမယ်။ Marska ကိုယ်တိုင်ကတော့ဒါသူ့ရဲ့ press conference တွေမှာဟိုပြောထားတဲ့အနေထားတွေရော ေါက်ကြားလာတဲ့တည်င်းတွေအရာရောသူ့ရဲ့ကစားသမားတွေကိုလုံးဝဒါကျွန်တော်တို့ City Ground မှာရှင်ပြိုင်နေအချိန် Indict အတိုင်းနေပေါ့နော်သူတို့ဖြစ် Nottingham Forest တွေက noise အရန်လုပ်တယ်အဲ့ noise တွေကိုလုံးဝပိတ်သွားအောင်ဒါကြုံညာဖို့အဲ Marsca ဘက်ကတော့ပြောထားတယ်ဆိုတဲ့ဒီချမ်းပြူလေကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့အကောင်ဆုံး Nottingham Forest ကိုအနိုင်ယူပြီးတော့လာမယ့်ရာသီ Champion League ကိုဝင်ပြီးအကောင်းဆုံးရာသီကိုပိတ်သိမ်းနိုင်ပါစေလို့တောင်းဆုပြုရင်းနဲ့ပဲဒီနေ့ဗီဒီယိုဒီမှာပဲညနာဆုံးသက်လိုက်ပါရစေအားလုံးပဲ see you next video ပါနော်